ဘာမဲ့တောက်ကြနေကစားပြီးမလေးရှားနိုင်ငံမှာကျင်းပမယ်။အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်းမှာတရုတ်နိုင်ငံရဲ့ထိပ်တန်းစီးပွားရေးရရှိဖြစ်တဲ့ဒူဝင်ကြီးချုပ်ဟီလီဖန်ဟာအမေရိကန်ဗန်ဒါယီဝင်ကြီးစကော့ဘတ်ဆင်ကွန်ဒိုအီကိုစလေဂျေမီဆန်ဂရီယာတို့နဲ့တွေ့ဆုံမှုရှိနေပါတယ်။ဒီတွေ့ဆုံပွဲဟာအလွန်ရေးကြီးတဲ့အချိန်ခါမှာဖြစ်ပေါ်လာတာပါ။ဒါကြောင့်လဲဆိုတော့မကြာသေးခင်ကမှအမေရိကန်ကသူတို့ရဲ့ဤပညာတွေကိုဝယ်ယူခွင့်မရှိတဲ့တရုတ်ကုမ္ပဏီစင်းကိုထပ်တိုးခဲ့ပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံကလည်းဤပညာထုတ်ကုန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ညီရှာတက်ထူကုန်ကျန်းတွေတင်ပို့မှုကိုတိတိတတ်တာတင်းကျပ်ကန့်သတ်လိုက်ပါရယ်ဒီပြည်လည်လို့ရတွေကြောင့်နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံရေးဟာဒုတိယပြည်လည်တင်းမာလာခဲ့တာဖြစ်ပါရယ်တကယ်တော့ဒီတင်းမာမှုတွေမတိုင်ခင်အထိနှစ်နိုင်ငံဆက်ဆံရေးဟာပြည်လည်နှွေးထွေးလာတဲ့လက္ခဏာတွေရှိခဲ့ပါရယ်စက်တင်ဘာ19ရက်နေ့ကသမရထရန်နဲ့သမရရှိချင်းပြင်းတို့ဖုံးပြောဆိုခဲ့ကြသလိုအဲ့ဒီမတိုင်ခင်ကလည်း TikTok နဲ့ပတ်သက်ပြီးအောင်မြင်တဲ့တဘောသူညီချက်တခုရရှိခဲ့ပါသေးတယ်ဒါပေမဲ့အခုတော့အခြေအနေတွေကမထင်မှတ်ပဲပြောင်းပြန်ဖြစ်သွားခဲ့တာပါ ခုဖြစ်ပေါ်နေတဲ့အခြေအနေရဲ့အဓိကစိုးရင်စရာကတော့နောက်တစ်ပတ်အကြာမှာတောင်ကိုရီးယားနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့နိုင်ငံကောင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲပဲဖြစ်ပါတယ်။အခုလိုတင်မမှုတွေဖြစ်နေချိန်မှာအဲ့ဒီထိပ်သွေးဆွေးနွေးပွဲအဆင်ပြေပြေဖြစ်မြောက်ရေးအတွက်နိုင်ငံရာရှိတွေဟာအသေးအတန်ကြေညာမှုစ조사နေရပြီးတစ်ဖက်နဲ့တစ်ဖက်လည်းအပြန်အလှန်ပြစ်တင်ပြောဆိုတာတွေပြုလုပ်နေကြပါတယ်။ဒါကြောင့်လေးရှာမှာကျင်းပမဲ့ဒီရေးပေါ်တွေ့ဆုံပွဲဟာ ။ဒါမဲ့ခေါင်းဆောင်တွေထိတ်တိဆွေးနွေးပွဲအတွင်းအခင်းကြီးကောင်းတစ်ခုဖြစ်လာမလား။ဒါမှမဟုတ်တင်းမမှုတွေပုံမှုဆိုးရစေမလားဆိုတာကတော့အလွန်ရေးကြီးနေပါတယ်။ဒီတွဲဆောင်ပွဲရလည်းဟာကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတစ်ခုရဲ့ဆက်ဆံရေးအနာဂတ်ကိုသာမကကမ္ဘာကုန်သွယ်ရေးနဲ့စီးပွားရေးပေါ်မှာပါတိုက်ရိုက်တက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။